ဟလာပေါင်းနဲ့ခါညောင်းနဲ့နေကောင်းရည်ရည်လေးဖြစ်ပါစေလို့ကျွန်တော်တို့ရဲ့စီနီမာဆမာရီကနေပြီးတော့ဥစွာပထမနှုတ်ခွန်းဆက်သားလိုက်ရပါတယ်ခင်ဗျာဒီနေ့မှာတော့ကျွန်တော်တို့ channel ကနေတထေးသမီးနဲ့ဆင်းရဲသားလေးတို့ရဲ့ချစ်ဇလန်းအကြောင်းကိုရိုက်ကူးထားတဲ့ The Notebook ဆိုတဲ့ဇလန်းလေးကို recap ပြုလုပ်ပြီးတင်ဆက်ပေးသွားမှာဖြစ်တဲ့အတွက်ကြည့်ရှုအားပေးကြပါအောင်ခင်ဗျာဇလန်းလေးရဲ့ဆမာတော့ခင်မီဘဝရည်သားတစ်ခုမှဒုတ်လို့ခေါ်တဲ့အဖိုးတစ်ယောက်ကအဖွားတစ်ယောက်ကိုသူ့ရဲ့မတ်စုစာအုပ်ထဲကအချစ်ဇလန်းတစ်ပုဒ်ကိုဖတ်ရနေခဲ့ပါတယ်အဲ့ဒီအချစ်ဇလန်းကတော့1940ခုနှစ်ဇွန်လ6ရက်နေ့ကယ်ရိုလိုင်းနားပြည်နယ်တောင်ပိုင်း ซีโปรจွန်ကကစားပွဲတစ်ခုမှာအစတူခဲ့တာပဲဖြစ်ပါတယ်။တညမှာတစ္ဆတ်မှာလှုပ်လှုပ်တဲ့ဆင်းရဲတဲ့နိုအာကဲဟွန်းဆိုတဲ့လူငယ်လေးကတိုးတငယ်ချင်းနဲ့အတူအပြင်ထွက်လည်ခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူကမိဘတွေနဲ့အတူနွေရာသီအမတ်ကြီးဖို့ရောက်နေတဲ့အသက်18နှစ်အရွယ်တထေးသမီးအယ်လီဟဲမင်တန်ကိုညင်ညင်ချင်းချစ်မိသွားခဲ့ပါတယ်။ နိုဟာကသူ့တငယ်ချင်းကိုမေးလိုက်တော့အဲလီကချမ်းသာတဲ့တတိသမီးမှန်သိသွားခဲ့ပါတယ်။အဲလီကသူ့တငယ်ချင်းနဲ့တျော်တျော်ရွှင်ရွှင်ကစားနေတော့နိုဟာကသူ့ကိုသွားတွေ့ကသူနဲ့တိတ်မလားလို့မေးခဲ့ပါတယ်။ဇဝေဇဝါဖြစ်သွားတဲ့အဲလီကသူ့ကိုစိတ်ဝင်စားတဲ့ပုံမတရားပဲသူ့တငယ်ချင်းနဲ့အတူလှည့်ထွက်သွားခဲ့ပါတယ်။အဲလီကိုမှမရရင်သေတော့မယ့်နိုဟာကအဲလီရဲ့အောင်းဆိုင်မှုကိုရဖို့အတွက်ဇွဲမလျှော့ဘဲနီးနျိုးစုံသုံးခဲ့ပါတယ်။အဲလီနဲ့သူ့တငယ်ချင်းတွေကခြားမစည်းပဲရဟတ်စီးရင်ပျော်ရွှင်နေကြတော့မှနိုဟာကရုတ်တရက်အဲလီရှိတဲ့ရဟတ်ပေါ်ကိုခုံတက်လိုက်ပြီးတီတီငိမ့်ငိမ့်နဲ့အဲလီကိုသူ့ကိုယ်သူမိတ်ဆက်ခဲ့ပါတယ်။သူကအဲလီ ီးကိုဒိတ်ဖို့အတွက်ထပ်မေးခဲ့ပြီးထက်ညင်းတော့ရဟန်းဘော်ကနေခုံချမယ်ဆိုပြီးချိန်ချောက်ခဲ့ပါတယ်။အဲဒါကြောင့်သူသေးသွားမှစိုးရိမ်နေတဲ့အတွက်အဲလီကရွေးစရာမရှိတော့ဘဲလက်ခံခဲ့ရပါတယ်။နောက်တစ်ရက်မနက်မှာနိုဟာကအဲလီနောက်ကိုထပ်လိုက်ခဲ့ပြီးညကကစားကွင်းမှာခရီးပေးထားတဲ့အတိုင်းဒိတ်ဖို့ထပ်ရောခဲ့ပါတယ်။အစတော့အဲလီစိတ်ကြောင်းသွားမှန်းသိလိုက်ရတဲ့အတွက်သူကစိတ်ပြတ်သွားခဲ့ပါတယ်။အဲဒီနောက်မှာနိုဟာကအဲလီလိုချင်ရင်ကောင်းငင်ကကျဲတမုတ်ကိုတော့စုကူးပေးမယ်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းအဲ့ဒါတော့မှအဲလီကသူနဲ့ဒိတ်ဖို့စိတ်ဝင်စားခဲ့သေးပါမှု။အဲ့ဒီညမှာတော့နိုဟာရဲ့တငယ်ချင်းဖင်းနဲ့အဲလီရဲ့တငယ်ချင်း ဆယ်ရာတို့ကနိုအာနဲ့အယ်လီတို့အတွက်ရုပ်ရှင်ုံမှာချိန်တွေးဖို့စီစဉ်ပေးခဲ့ကြပါတယ်။ရုပ်ရှင်ုံထဲမှာတော့သူတို့နှစ်ယောက်သားချင်းချင်းမကုတ်တရုတ်ခိုးခိုးကြည့်နေကြကအကြည့်ချင်းဆုံသွားရင်ရှက်တုံတုံပြကညလုံးချင်းစကားပြောခဲ့ကြပါတယ်။ရုပ်ရှင်ကြည့်ပြီးတဲ့နောက်မှာနိုအာကတငယ်ချင်းတွေနဲ့အတူအိမ်မပြန်မဲအယ်လီကိုနီယိုမီအောင်အောင်မှာရိုမန်တစ်ဆန်ဆန်လမ်းလျှောက်ထွက်ဖို့ခေါ်ခဲ့ပါတယ်။လမ်းလျှောက်လာကြရင်လည်းအယ်လီကသူ့ရဲ့နေတဲ့ဒူဝါကိစ္စတွေကိုပြောပြခဲ့ပြီးသူ့ရဲ့မိဘတွေကသူ့ဘဝတစ်ချောင်းလုံးလွှမ်းမိုးချုပ်ကင်ထားတာကိုနိုအာကသိသွားခဲ့ပါတယ်။ ူဘွားကမလွတ်မလပ်ဖြစ်နေတဲ့အကြောင်းပြောကနိုအာကသူ့ကိုလမ်းလဲကောင်းမှလဲခိုင်းခဲ့ပြီးသူ့ဘွားကိုကြောင်းလဲစေမယ့်အရာတစ်ခုခုကိုလှုပ်ကြည့်ဖို့အကြံပေးခဲ့ပါတယ်။သူ့အဖေနဲ့သူကလည်းဒီလိုကိစ္စမျိုးကိုလှုပ်ခဲ့ဖို့ကြောင်းရှင်းပြခဲ့ပါတယ်။ဆက်စားခြင်းတော့အန်ဒီရဲ့များတယ်လို့ထင်တဲ့အတွက်အဲလီကလဲမဲ့ချင်ခဲ့ပေမဲ့လမ်းကတိတ်ဆိတ်နေတဲ့အတွက်သူကနောက်ဆုံးမှစမ်းကြည့်ခြင်းစိတ်ပေါ်လာခဲ့ပါတယ်။အနာအကြာမှာတော့ဘဲကမမသိရဲ့ကားတစ်စီးရောက်လာခဲ့ပါတယ်။ကံကောင်းတာကတော့သူတို့ကကားတိုင်းမခံရခင်မှာအញ្ញန်ထပြီးထွက်ပြေးနိုင်ခဲ့ပါတယ်။အဲလီကအဲ့ဒီခံစားချက်ကိုသဘောကျသွားကရင်မောခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့နှစ်ယောက်ကလမ်းလေကောင်း င်မှကခုံခဲ့ကြပြီးဂျီနူးစရာအခိုက်အတန့်တွေကိုရောက်ရွှင်စွာထက်သန်းခဲ့ကြပါတယ်။အဲဒါကလွယ်လပ်မှုကိုတခါမှတိတိဝဝမခံစားဘူးတဲ့အယ်လီအတွက်တော့ထူးစပယ်ချက်ခံစားချက်ကိုပေးစွမ်းခဲ့ပါတယ်။အဲဒီချိန်ကစပြီးသူတို့နှစ်ယောက်ကချစ်မိသွားကြကနွေရာသီချစ်ဇလန်လေးစတင်ခဲ့ပြီးအချိန်များစုကိုအတူတူထက်သန်းခဲ့ကြပါတယ်။ညမှာတော့အယ်လီကနိုအာရဲ့အိမ်ကိုလိုက်သွားခဲ့ပြီးနိုအာရဲ့အဖေဖရန်ကဲဟွန်းနဲ့တွေ့ဆုံခဲ့ပါတယ်။ဖရန်ကလည်းသူချွေးမလောင်ကိုနွေ့နွေ့ထွေးထွေးကြိုဆိုခဲ့ပါတယ်။အယ်လီကသူရေးဆွဲထားတဲ့ပကြီးကားတစ်ချက်ကိုယူသွားကဖရန်ကိုလက်ဆောင်ပေးခဲ့ပါတယ်။အဲဒါကြောင့်နိုအာကကလေးဘွားတို့ကစကားထိခဲ့တဲ့အတွက်ဖရန်ကသူ ူ့ကိုကြရားရေဖခိုင်းကအပြင်ပေးခဲ့ဘူးကြောင့်ရှေးဟောင်းနောက်ရက်တွေကိုကြိုပြခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့သူတို့ကညသာတူတူစားခဲ့ပြီးစကားလက်ဆောင်ကြခဲ့ကြပါတယ်။အချိန်နေကြလာတာနဲ့အညာသူတို့နှစ်ယောက်ကဘယ်ရာကမှသူတို့ကိုခွဲခြားလို့မရတော့ဘူးလို့ထင်ရအောင်တယောက်ပေါ်တယောက်ညစ်တာတောင်းဝင်ချစ်ခင်ခဲ့ကြပါတယ်။အဲလီကနိုအာရဲ့မိသားစုတွေတငယ်ချင်းတွေနဲ့ပုံပြီးရင်းနှီးလာခဲ့ပါတယ်။ သူတို့ကဖိနက်ဆယ်ရာတို့အတွဲကိုပါခေါ်ကဂျီနိုစီယာကောင်းတဲ့ဇုံတွဲတိမ်မျိုးကိုဖန်တီးခဲ့ကြပါတယ်။နောက်တစ်ခန်းမှာတော့အဲလီရဲ့မိဘတွေဖြစ်တဲ့ဂျွန်နဲ့အန်ဟယ်မီတန်တို့ကနိုအာကိုသူတို့ရဲ့အိမ်တပ်ပါတီပွဲကိုဖိတ်ခဲ့ပါတယ်။ပါတီပွဲမှာနိုအာကတစ္ဆတ်အလုသမားဖြစ်တဲ့အကြောင်းနဲ့တနအီကို140ပဲရတဲ့အကြောင်းပြောခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့ဇပွဲမှာရှိတဲ့လူတိုင်းကတိတ်ဆိတ်သွားခဲ့ကြပြီးအဲလီရဲ့မိသားစုကနိုအာကိုအထင်သေးသောမှန်ပေါ်လွင်တင်ရှားလာခဲ့ပါတယ်။အဲဒီနောက်မှာတော့အန်ကနွေရာသီအားလိုက်ရပြီးရင်အဲလီကနယူးယောက်ကိုပြန်မယ်အကြောင်းပြောလိုက်တဲ့အချိန်မှာနိုအာကဝမ်းနေသွားခဲ့ပါတယ်။အဲဒီညမှာနိုအာကအဲလီကို စွန့်လျက်ထားတဲ့ဝန်စာဆိုင်ခဲ့ညီကိုခေါ်သွားခဲ့ပြီးအဲ့ဒီအိမ်ကိုသူတို့နှစ်ယောက်အတွက်ဝယ်ပြီးပြင်ဆင်မယ်ကြောင်းပြောခဲ့ပါဗျ။အဲ့ဒီမှာသူတို့နှစ်ယောက်ကပထမဆုံးအချိန်ချစ်ရင်ကျော်မှစီးမျောဖို့စိတ်ဆင်ရိုင်းကိုလွတ်ပေးခဲ့ကြပေမဲ့အဲလီကစိတ်လှုပ်ရှားကအဆင်သင့်မဖြစ်သေးကြောင်းပြောခဲ့ပါဗျ။ခဏကြာတော့အဲလီမိဘတွေကညံ့နေနေပေမဲ့အဲလီပြန်မလာသေးတဲ့အတွက်ရဲတွေနဲ့လိုက်ရှာနေကြောင်းဖင်းကသတင်းလာပြီးတော့သူတို့ကလုံလက်စာအလုပ်ကိုရက်အမြင်ကိုအမြင်ထွက်ခဲ့ကြပါဗျ။အဲ့ဒါကြောင့်သူတို့နှစ်ယောက်ကအနည်းဆုံးနည်းနဲ့ပကံလုံးစီးပြီးအဲလီအိမ်ကိုပြန်ခဲ့ကြပါဗျ။အဲလီမေအန်းကသူ့သမီးကိုနိုအာလိုလူစင်းရဲတယောက်နဲ့ချစ်ကြိုက်နေရအောင်လက်မခံနိုင် ရောင်ပုတ်မလင်းလင်းပြောလိုက်ကနောက်ထပ်မတွေ့ဖို့တားနေခဲ့ပါတယ်။အဲလီအမေရဲ့စော်ကားတဲ့စကားတွေကိုကြားလိုက်ရတော့မာနရှိရဲ့ယောက်ျားတစ်ယောက်ဖြစ်တဲ့နိုဝါကအိမ်ထဲကနေချက်ချင်းထွက်သွားခဲ့ပေမဲ့အဲလီကသူ့နောက်ကိုလိုက်လာခဲ့ပါတယ်။သူတို့နှစ်ယောက်ကစကားနဲ့ရန်ဖြစ်ခဲ့ကြပြီးအဲလီကနိုဝါနဲ့လမ်းခွဲခဲ့ပါတယ်။ဒါပေမဲ့လည်းသူကသူ့ဆုံးတဲ့ချက်ကိုချက်ချင်းနောင်တရသွားခဲ့ပါတယ်။နောက်တစ်ခါမှာတော့အစာပိုင်းကဒုတ်နဲ့အဖွားတို့ကလမ်းလျှောက်နေခဲ့ကြပြီးအဲ့ဒီဘွားကအဲလီယာစိတ်ဆင်းရဲနေမှာဖြစ်တဲ့အတွက်နိုဝါကအဲလီမိဘတွေရဲ့စကားကိုခင်မဆိုင်ပဲအဲလီဘေးမှာရှိပေးတဲ့ကြောင်းပြောခဲ့ပါတယ်။ ။နောက်တစ်ရက်မနက်မှာတော့အဲလီမေကအရင်တုန်းကစီစဉ်ထားတာထက်တပတ်စောပြီးချာရက်စတန်ကအိမ်ကိုဒီနေ့ပြန်မာတဲ့ကြောင်းအဲလီကိုပြောလိုက်ပါတယ်။အဲလီကပြန်မလိုက်ချင်ပေမဲ့အန်ကသူ့ကိုဒင်းချက်ခေါ်သွားခဲ့ပါတယ်။အဲဒါကြောင့်အဲလီကနိုအာနဲ့နောက်ဆုံးချိန်တွေ့ဆုံဖို့သူ့အလုပ်ကိုလိုက်သွားခဲ့ပေမဲ့နိုအာကပြစ်စည်းပုံကိုထွက်သွားတဲ့အတွက်မတွေ့လိုက်ရပါဘူး။အဲဒါကြောင့်သူကနိုအာကိုအရန်ချစ်ကြောင်းပြောပြပေးဖို့ဖင်းကိုမာခဲ့ပါတယ်။နိုအာပြန်လာတော့ဖင်းကအဲလီပြောခိုင်းတဲ့အချိန်ပြောလိုက်တဲ့အချိန်မှာနိုအာတယောက်ငါးပါးမမောက်အောင်အဲလီအိမ်ကိုအပြေးလွှားလိုက်သွားခဲ့ပါတယ်။ဒါပေမဲ့လည်းသူရောက်သွားတဲ့အချိန်မှာတော့ခြံတကားကတော့ခတ်ထားခဲ့ပါတယ်။နိုအာကအဲ လီစီကိုတစ်နှစ်ပတ်လုံးနေတိုင်းစာရေးပို့ခဲ့ပေမဲ့အဲလီယန်မေကအဲလီမသိအောင်အဲ့ဒီစာတွေကိုဂျာကနေထည့်ယူကထောက်ထည့်ပေးခဲ့ပါတယ်။စာပေါင်း365ဆောင်ရေးပြီးတဲ့အချိန်မှာတော့အဲလီစီကဘာအကြောင်းပြန်စာမှမရတဲ့အတွက်နိုဟာကစာထပ်မပို့တော့ဘဲအကုန်လုံးကိုမေ့ပြစ်ဖို့ရင်နာနာနဲ့ဆုံးဖြတ်ချက်ချခဲ့ပါတယ်။အဲ့ဒီနောက်မှာနိုဟာနဲ့ဖင်းတို့ကဒုတိယကမ္ဘာစစ်မှာပါဝင်စစ်မှုထမ်းခဲ့ရပြီးအတ္တလန်တာကိုရောက်သွားကဝန်ထဲဆရာကောင်းတာကတော့ဖင်းကစစ်ပွဲမှာကြာဆုံးသွားခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲအဲလီကဒဏ်ရာရစစ်သားတွေကိုကုသပေးတဲ့စေယုံတစ်ခုမှာသူနာရီယောကိုထည့်စေတနာဝန်ထမ်းလုပ်နေခဲ့ပါတယ်။အဲ့ဒီမှာသူကကပ်တ တိန်လွန်ဟမ်မွန်ဂျူနီယာနဲ့တွေ့ဆုံခဲ့ပြီးတမွန်ကသူ့ကိုဒိတ်ဖို့ခေါ်ခဲ့ပါတယ် ဟမ်မွန်ကချမ်းသာတဲ့ရှင်နေတယောက်ဖြစ်တဲ့အတွက်သူတို့ကရွှေနဲ့နေရနေနဲ့လာလို့လိုက်ဖက်ညီခဲ့ကြတဲ့အတွေ့အလေးပဲဖြစ်ပါတယ်။ကြာခင်မှာပဲနှစ်ယောက်သားချစ်မိသွားခဲ့ကြပြီးနှစ်နှဲငယ်ကြမှာတော့ဟမ်မွန်ကသူ့ကိုလက်ထောက်ခွင့်တောင်းခဲ့ပါတယ်။ဒီသတင်းကိုကြားလိုက်ရတော့ကိုသမီးကိုစင်စည်းမြင်ရတာပဲညင်ကျင်တဲ့အဲလီရဲ့မိဘတွေကလည်းအယံဝမ်းသာခဲ့ကြပါတယ်။နိုဟာကတော့စစ်ပွဲကနေအိမ်ပြန်လာခဲ့ပြီးသူ့အဲလီကိုဂရီပေးထားတဲ့အတိုင်းဝန်စာဆိုင်ကအိမ်ကြီးကိုဝယ်ပြီးပြန်ပြင်နိုင်ဖို့အတွက်သူ့အဖေကသူ့ကိုအိမ်ကိုရောင်းထားတာကိုသိသွားခဲ့ပါတယ်။အဲဒီနောက်မှာတော့နိုဟာကအိမ်ကိုပြန်ပြင်ဆောက်လိုက်ရင်အဲလီကမကြခင်သူ့စီပြန်လာလိမ့်မယ်ဆိုတာကိုယုံကြည်နေခဲ့ပါတယ်။ ဟာကဆောက်လုပ်ရေးအတွက်ခွန်ပြုချက်ယူဖို့ Charleston ကိုရောက်လာတော့လမ်းဘေးမှာရှောက်သွားနေတဲ့အယ်လီကိုမတော်တဆတွေ့လိုက်ရပါတယ်။ဒါပေမဲ့လည်းအယ်လီကတခြားလူတယောက်ကိုနမ်းနေတာကိုတွေ့လိုက်ရတော့သူကရည်သားလူလူဦးနှုတ်ကျွဲခတ်ခံရသလိုခံစားလိုက်ရပြီးတုံ့လုံသွားခဲ့ပါတယ်။နောက်ချင်းခံစားနေခဲ့ရပေမဲ့အယ်လီပြန်လာလိမ့်မယ်ဆိုတဲ့ညှော်လင့်ချက်လေးနဲ့သူကအယ်လီကိုခရီးပေးထားတဲ့အချိန်အိမ်ဟောင်းကြီးကိုပြန်လည်တင်ဆင်ခဲ့ပါတယ်။လက်ရှိချိန်မှာတော့သူနာဒီကဒုကနဲ့အဖွားကိုကိုနေလက်စားစားဖို့လာခေါ်ခဲ့ပါတယ်။နေလက်စားစားပြီးတော့ဒုကဇလန်းကိုဆက်ပြောပြခဲ့ပြီးဖရန့်သေးဆုံးသွားတဲ့နောက်မှာနူဟာကပြန်လည်တိစောက်ထားတဲ့အိမ်ကြီးထဲမှာတယောက်ထဲခြံခဲ့ပါ ါတယ်။တရက်လောက်ကြာတော့သူကအိမ်ကိုရောက်မှုတရင်စာတွေထည့်ပြီးကြောညာခဲ့ပါတယ်။လူတွေအများကြီးကသူ့လိုချင်တဲ့ဈေးထက်ပိုပေးပြီးအိမ်ကိုဝယ်ကျင်ကြပေမဲ့သူကရောင်းချင်စိတ်မရှိတဲ့အတွက်အငြင်းတန်းတစ်ခုမဟုတ်တစ်ခုကိုအကြောင်းပြပြီးစင်ကြေးပေးကရောင်းမှုညင်းဆန်းခဲ့ပါတယ်။တရက်မှာတော့အယ်လီယာသူ့ရဲ့မင်္ဂလာဝတ်ဆုံးကိုအစမ်းဝတ်ကြည့်နေတော့တပွဲပေါ်ကတရင်စာတွေမှာနှူဝကြောညာထည့်ထားတဲ့ရင်ဆင်ပြီးသွားတဲ့အိမ်ကြောင်ဆောင်းဝါကိုတွေ့လိုက်ရပါတယ်။အဲဒါကြောင့်သူကသတိလစ်သွားခဲ့ပါတယ်။အဲဒီနောက်မှာတော့သူ့ရဲ့ယင်ထဲမှာမြုပ်နှံထားတဲ့နှူဝပေါ်ထားတဲ့ခန်းစားချက်တွေနဲ့အမှတ်ရတွေကပြန်လည်ပေါက်ဖွားလာခဲ့ပါတယ်။အဲဒါကြောင့်သူကမင်္ဂလာမဆောင်ခင်ခီးထွက်ဖို့ဟန်မွန့်ကိုခင် တောင်းခဲ့ပါတယ်။အဲဒီနောက်မှာတော့သူကစီးပရိုကိုပြန်လာပြီးနိုအာကသူ့ကိုဂရီပေးထားတဲ့အတိုင်းစိုက်ခဲအညီကိုပြန်ပြင်ပြီးတိစောက်ထားတာကိုတွေ့သွားခဲ့ပါတယ်။ဒါပေမဲ့လည်းဆရာဝန်ကသူ့ရဲ့ကျမကြီးကိုစစ်ဆေးဖို့လာခေါ်ခဲ့ပြီးဇလန်းကတန်လန်းကြီးထက်ပြသွားခဲ့ပါတယ်။ဖွားကတော့ဒီဇလန်းကိုသိနေသလိုမျိုးခန်းစားနေခဲ့ရပါတယ်။တကယ်တော့ဒုကလွန်ခဲ့တဲ့16လအတွင်းနှစ်ကြိမ်တိုင်တိုင်နှလုံးဖောက်ခဲ့မှုတာပဲဖြစ်ပါတယ်။ဆရာဝန်ကသူ့ကိုအဖွားရဲ့တိတ်မီယောဂါကပြန်ကောင်းလာမှာမဟုတ်တဲ့အတွက်သူ့ရဲ့မှတ်ဉာဏ်တွေကိုပြန်ရအောင်ကြိုးစားတာကအချိန်နည်းပဲထင်ကြောင်းပြောခဲ့ပါတယ်။ဒါပေမဲ့လည်းဒုကတော့ဇလန်းကိုစက်ဖတ်ရနေရင်သူ့ရဲ့မှတ်ဉာဏ်တွေပြန်ရလာမှာထင်ကြောင်းယုံကြည်နေခဲ့ ပါတယ်။နောက်တစ်ခန်းမှာတော့အယ်လီကဟန်မွန်နဲ့သူ့ရဲ့ဆက်ဆံရေးကြောင်းရှင်းပြလိုက်ပြီးနိုအာနဲ့တငယ်ချင်းအထိဆက်နေခြင်းကြောင်းပြောခဲ့ပါတယ်။နိုအာကလည်းလက်မလျှော်သေးပဲအယ်လီကိုညသာအတူတူစားဖို့ဖိတ်ခေါ်ခဲ့ပြီးအဲ့ဒီအိမ်ထဲမှာရှိတဲ့သူတို့ရဲ့အမတ်တရားတွေကိုပြန်သတိရလာအောင်ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ကရင်တုံးကတကယ်ချစ်ခဲ့ကြတာဟုတ်မဟုတ်ကိုလည်းအယ်လီကတွေးနေခဲ့ပါတယ်။အယ်လီအိမ်ပြန်ကန်ပြီးမှနိုအာကသူ့ကိုနေရာတစ်ခုကိုလိုက်ပြခြင်းတဲ့အတွက်နောက်နေ့ကျထပ်လာခဲ့ဖို့တောင်းဆိုခဲ့ပါတယ်။လက်ရှိချိန်မှာတော့ဒုကရဲ့သားသမီးနဲ့ညီအစ်ကိုကဘဝရိပ်သာကိုရောက်လာခဲ့ကြပါတယ်။သူတို့ကအဖွားနဲ့လည်းယဉ်နီးနေခဲ့ကြပါတယ်။အဖွားထွက်သွားတော့ဒုရဲ့သားသမီးရ တွေကအဖွားရဲ့မညံနေပြန်ရဖို့ကြိုးစားနေတာကအလဟသာအချိန်ထုံးနေတာလို့ညင်ခဲ့ပြီးသူ့ကိုအိမ်ပြန်လာဖို့ပြောခဲ့ပါတယ်။အဖွားကလည်းတလဲစီလာကြည့်ပေးမယ့်အကြောင်းကြေပြေးခဲ့ကြပါတယ်။ တကယ်တော့အဖွားကဒုကေရှုမကြီးတဲ့ခြေစနီးပဲဖြစ်ပါတယ်နောက်ဆုံးမှာတော့သူကဘာပဲဖြစ်ဖြစ်သူစနီးနဲ့အတူတူရှိနေပေးခြင်းခဲ့ပြီးအံ့ဖွယ်ရာတစ်ခုထည့်လာမှာကိုယုံကြည်နေခဲ့ပါတယ်နောက်တစ်ခါမှာတော့အယ်လီကစီဘရော့မှာရှိတဲ့တခုလီသောဟိုတယ်မှာတဲခိုခဲ့ပါတယ်မြို့မှာကြံခဲ့တဲ့ဟန်မွန်ကတော့သူ့ရဲ့အခြေအနေကိုစိုးရိမ်နေခဲ့ပါတယ်အယ်လီကသူ့စီကိုဖုံးဆက်ကအရန်ချစ်တဲ့အကြောင်းနဲ့နောက်နေ့ကျဖုံးထက်ဆမယ်အကြောင်းပြောခဲ့ပါတယ်အယ်လီကဂရီပေးထားတဲ့အတိုင်းနောက်တစ်ရက်မနက်မှာနိုအာရဲ့အိမ်ကိုသွားခဲ့ပါတယ်သူတို့နှစ်ယောက်ကမကြခင်မှာပဲပြန်ရင်းနှီးသွားခဲ့ကြပြီးအခြေအိုးဆိုတဲ့ကောင်းစဉ်အောင်မှာကြာရှုံးစာပြူလာခဲ့ကြပါတယ်နိုအာကသူ့ကိုဘဲဟုတ်တီရှိတဲ့ရေ ီကန်နဲ့လီလော်ကလိုက်ပြခဲ့ပြီးဘဲတွေကိုစာကျွေးခဲ့ကြပါတယ်သူတို့ကရီကန်ထဲမှာချစ်ချီမျိုးတစ်တီတူနေတော့မိုးရွာလာခဲ့ပါတယ်အဲဒါကြောင့်အယ်လီကအချိန်ကြာကြီးနေမှာတောင်ဆုံးနေခဲ့တဲ့လွတ်လပ်မှုကိုတဖန်ပြန်ပြီးခန်းစားမိသွားခဲ့ပါတယ်သူကဒေါသကိုမထိန်ချုပ်နိုင်တော့ပဲသူ့စီကိုဘာလို့စာမပို့တာလဲဆိုပြီးနိုအာကိုမေးခဲ့ပါတယ်နောက်ဆုံးမှာတော့နိုအာကသူ့စီကိုစာ365တောင်းတောင်းပို့ခဲ့တာကိုအယ်လီကသိလိုက်ရပါတယ်နိုအာကတော့အဲ့ဒါကရေးမကြီးတော့ကြောင်းနဲ့အရေးကြီးဆုံးကသူတို့ရဲ့မပြီးဆုံးသေးတဲ့ဆက်ဆံရေးထိကြောင်းပြောလိုက်ပါတယ်အကြခင်မှာပဲသူတို့ကအိမ်ညာရောက်လာခဲ့ကြပြီးချစ်ရင်ကျော်မှာနူးညံ့စွာစီညော့ကြပါတော့တယ် နောက်တရက်မနက်မှာတော့နိုအာကအမြင်သွားကအဲလီအတွက်ပကြီးကားချမ်းတဲ့ဆေးတွေကိုဝယ်လာခဲ့ပြီး surprise တိုက်ခဲ့ပါတယ်။အဲဒီနောက်တော့အဲလီကလသာဆောင်မှာလွတ်လပ်လပ်ပကြီးဆွဲနေခဲ့ပါတယ်။ခဏကြာမှအန်းကရုတ်တရက်နိုအာအင်ရှေကိုရောက်လာခဲ့ပြီးအဲလီကိုသူနဲ့ဆေးသက်ထားတဲ့ဟန်မွန်ကစီးဖရုတ်ကိုလိုက်လာနေပြီးဖြစ်ကြောင်းသတိပေးခဲ့ပါတယ်။အဲလီကလည်းသူ့စီကနှစ်ပေါင်းလျှောက်သာဝတ်ထားတဲ့စားတွေကြောင့်သူ့အမေကိုမေးခွန်းထုတ်ခဲ့ပါတယ်။အဲဒါကြောင့်အန်းကသူ့သမီးကိုတောင်းပန်ခဲ့ပြီးတနေရာကိုသွားဖို့တောင်းဆိုခဲ့ပါတယ်။ အန်းကသူသမီးလိုပဲတစ်ချိန်လုံးကလူစင်းရဲ့ကောင်လေးတယောက်ကိုချစ်ခဲ့ဘူးကြောင့်နဲ့ဒီနေ့အထိသူ့ကိုမေ့မရပဲသတိရနေစေတဲ့အကြောင်းထုတ်ပြောခြင်းခဲ့ပါတယ်။သူတို့ကနိုအာအိမ်ကိုပြန်လာကြတော့နိုအာကအိမ်ပြန်ရောက်နေပြီဖြစ်ပြီးအန်းကနောက်ဆုံးမှသူသမီးကိုမမှန်ကန်ကန်ရွေးချယ်နိုင်မှုအတွက်နိုအာရေးထားတဲ့စာရီကိုပေးခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဟန်မွန်ကစီးပရိုကိုရောက်နေပြီဖြစ်တဲ့အတွက်သူကသွားရတော့မှဖြစ်ကြောင်းအယ်လီကနိုအာကိုရှင်းပြခဲ့ပါတယ်။ဒါကိုကြားလိုက်ရတော့နိုအာကဒေါသထွက်သွားပြီးဟန်မွန်ကလူချမ်းသာဖြစ်တဲ့အတွက်အယ်လီကသူ့ကိုလက်ထပ်ချင်တာဖြစ်မယ်လို့ထင်သွားခဲ့ပါတယ်။နိုအာနဲ့စကားများပြီးတော့အယ်လီကခက်ခဲတဲ့ရွေးချယ်မှုကိုပြုလုပ်ခါဟော တယ်ကိုကားမောင်းပြန်လာခဲ့ပါတယ်။သိရှုံနေတဲ့အတွက်အယ်လီကလမ်းမှာတခြားကားတစ်စီးကိုဝင်တိုက်မိလို့နှိပါထစ်သွားခဲ့ပါတယ်။အဲ့နောက်မှာတော့သူကနိုအရဲ့စားသောင်းကိုဖတ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။စားကိုဖတ်နေတဲ့အယ်လီကခန်းစားချက်တွေပြင်းထန်လာကငိုကြွေးခဲ့ပါတယ်။လက်ရှိချိန်မှာတော့အဖွားဟိုကဇလန်းကိုကြားလိုက်ရတဲ့အတွက်တော်တော်ဝမ်းနည်းနေခဲ့ပါတယ်။အဲ့ဒီနောက်မှာဒူးကသူ့ကိုဒူနာတီတွေပြင်ဆင်ပေးထားတဲ့ဖျောင်းနိုင်တွေထွန်းထားတဲ့ romantic ဆက်စပ်ညစာစားပွဲကိုခေါ်သွားခဲ့ပါတယ်။အဖွားဟိုကတော့အယ်လီကဘသူ့ကိုရွေးမလဲဆိုတာကိုပိုပြီးသိချင်းစိတ်ကင်းပြနေခဲ့ပါတယ်။ဟိုတယ်ကိုပြန်ရောက်တဲ့ချိန်မှာအယ်လီကဟန်မွန်နဲ့တွေ့ခဲ့ပြီးနိုအာနဲ့ဖောက်ပြန်ခဲ့တာကိုဝန်ခံခဲ့ ဲ့ပါတယ်။ဟမ်မွန်ကလည်းအခြေအနေကရန်ကိုရှုပ်ထွေးနေပြီးဘာဆက်လုပ်ရမလဲဆိုတာကိုမသိခဲ့ပါဘူး။ဒါပေမဲ့လည်းဟမ်မွန်ကသူ့ကိုဆက်ချင်နေတဲ့အဖြစ်ပြီးသူ့စီကိုပြန်လာစေချင်ပေမဲ့သူနဲ့လက်ထပ်ဖို့အတင်းချက်ဖီးအားမပေးချင်ကြောင်းပြောခဲ့ပါတယ်။အဲဒါကြောင့်အယ်လီကနောက်ဆုံးမှနိုအာစီပြန်သွားဖို့ဆုံးဖြတ်လိုက်ပါတော့တယ်။ဇလန်းဆုံးမှတော့ဒုကနိုအာနဲ့အယ်လီတို့ကပြောရှင်းစွာနေထိုင်သွားကြတဲ့အကြောင်းကိုသူဇနီးကိုရှင်းပြခဲ့ပါတယ်။အဲဒါကြောင့်မဲအဖွားကဇလန်းနဲ့ကဇနီးမောင်နှံကသူတို့ကိုယ်တိုင်ဆိုတာကိုပြန်သတိရလာခဲ့ပါတယ်။အဖွားကအယ်လီဖြစ်ပြီးအဖိုးကနိုအာဖြစ်နေခဲ့တာပဲဖြစ်ပါတယ်။တကယ်တော့အယ်လီရဲ့မျက်ညံတွေကိုပုံမှန်တိုင်းပြန်ရလာအောင်နိုအာကသူ့နာမည် ကိုရည်ရချက်ရှိရှိဖုံးကွယ်ထားခဲ့တာဖြစ်ကြောင်းထုတ်ပြောခဲ့ပါတယ်။သူတို့နှစ်ယောက်ကတယောက်ကိုတယောက်တင်းကျပ်စွာပွေဖက်လိုက်ပြီးအချက်ကိုဖော်ပြခဲ့ကြပါတယ်။အဲဒီနောက်မှာအယ်လီကဘလောက်ကြာရင်ထပ်ပြီးမေးသွားမှလဲလို့မေးလိုက်တော့နိုအာကအလုံးစုံ9မိနစ်ပဲဖြစ်ကြောင်းပြောခဲ့ပါတယ်။အဲဒီနောက်မှာသူတို့နှစ်ယောက်ကသူတို့အကြိုက်ဆုံးသချင်းဖွင့်ကခဏလောက်ကခဲ့ကြပါတယ်။အယ်လီကသူ့ကိုသူတို့ရဲ့ကလေးတွေကြောင့်မေးလိုက်ပြီးရုပ်ရည်ရထိတ်လန့်သွားခဲ့ပါတယ်။အဲဒါကြောင့်သူနာဒီယိုတွေကသူ့ကိုစိတ်ငြိမ်စေပေးခဲ့ပါတယ်။ဒါကိုမြင်နေရတဲ့နိုအာကတော့စိတ်ထိခိုက်နေခဲ့ပါတယ်။အဲဒီနောက်မှာနိုအာကသူတို့ရဲ့အမတ်တရဓာတ်ပုံတွေကိုကြည့်ရင်ယောဂဆက်ဆာခြင်းမှာအယ်လီကသူတို့ရဲ့အချက် စ်ခီးလန်းနဲ့ဘဝအကြောင်းသေးသေးရေးမှတ်ထားခဲ့ပြီးသူ့မညံညံရလာအောင်နိုဝါကဖတ်ပြနိုင်မှုရေးထားခဲ့တာထိကြောင်းသိသွားခဲ့ပါတယ်။နောက်တစ်ရက်မှာနိုဝါကရုပ်တရက်နှလုံးယောဂဖောက်ပြီးစေယုံတင်လိုက်ရပါတယ်။အဲလီကလည်းဟာတာတာနဲ့နိုဝါတက်တဲ့စေယုံကအတိတ်မေယောဂကုသရေးဌာနမှာပဲစေကုသမှုခံယူခဲ့ရပါတယ်။အဲ့ဒီညမှာတော့နိုဝါကသတိပြန်ရလာခဲ့ပြီးသူ့သတိကိုတွေးကျင်စိတ်ပြင်ပြနေခဲ့ပါတယ်။သူနာတူတွေကအစတော့ဝင်ခွင့်မပြုခဲ့ပေမဲ့နောက်ဆုံးမှာအဲလီရဲ့အခန်းကိုဝင်သွားနိုင်ခဲ့ပြီးဒီတစ်ချိန်မှာတော့အဲလီကသူ့ကိုမှတ်မိနေခဲ့ပါတယ်။အဲလီကနောက်ကြဘာမှမမမီတော့ရင်ဘယ်လိုလုပ်ရမလဲလို့မေးလိုက်တော့နိုဝါကသူ့ အနားမှာအရေးရှိနေပေးမဲ့အကြောင်းကတိပေးလိုက်ပြီးနှစ်ယောက်သားအယောင်ဝင်အနှံပေးကအတူတူအိတ်သွားခဲ့ကြပါတယ်။နောက်တစ်ရက်မနက်မှာတော့သူနာတူတယောက်ကအခန်းထဲဝင်လာတဲ့အချိန်မှာတယောက်လက်ကိုတယောက်ကင်ထားရင်းနဲ့တေဆုံးနေတဲ့သူတို့နှစ်ယောက်ကိုတွေ့လိုက်ရပါတော့တယ်။ဇလန်းလေးကတော့ဒါပါပဲခင်ဗျာ။ကြီးစုပေးခဲ့ကြတဲ့ပရိသတ်ကြီးကိုကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ။ခုလိုမျိုးဇလန်းကောင်းလေးတွေကိုကြိုက်နေတတ်တဲ့ဆိုရင်တော့ကျွန်တော်တို့ရဲ့ Cinema Summary Channel လေးကိုတိုင်းရန် Subscribe ပြုလုပ်ပေးထားဖို့တောင်းဆိုချင်ပါတယ်ခင်ဗျာ။